တကယ်တော့ဒုက္ခဆိုတာအမြင့်တစ်ခုကိုတက်ဖို့အတွက်လိုအပ်တဲ့အရင်းနည်းကိုဒုက္ခလို့ခေါ်တယ်ဒုက္ခဆိုတာငြိုသီးစားသလိုပဲဆက်တယ်ဒါပေမဲ့အရသာတော့ရှိတယ်ပင်လည်းရှိရင်လိုင်းရှိသလိုဘဝရှိရင်ဒုက္ခဆိုတာရှိတယ်တကယ်တော့ဒုက္ခဆိုတာတဘာဝတရားကြီးကပေးထားတဲ့လူတယောက်ကဘဝကို စိတ်ဓာတ်မှာကြောသွားအောင်ခိုင်ကန့်သွားအောင်သူရဲကောင်းတွေဖြစ်အောင် အာဇာနီတွေဖြစ်အောင်ပြုပြင်မွန်းမှန်စီရင်ချေတတ်တဲ့စူးတွေစောက်တွေကိုဒုက္ခလို့ခေါ်တယ်ဒုက္ခမတွေ့ဘူးတဲ့သူဟာဘယ်တော့မှ အောင်မြင်မှုကိုလည်းရမှာမဟုတ်ဘူးပေါင်းလေးကပြောတာမင်းတို့ပဲတွေးကြည့်ကွာမာဇနက်ကတင်းမောတာမပြည့်ရင် ရာဇဝင်တွင်စရာအကြောင်းရှိဘူးတင်းမောပြတ်ချင်းဆိုတဲ့ဒုက္ခကြောင့် စနကရာဇဝင်တွင်သွားတာလေလူညံ့တွေဖို့ဒုက္ခနဲ့ပြဿနာကိုဒုက္ခနဲ့ပြဿနာကိုလူညံ့တွေကလက်လျှော့အရှုံးပေးပြီးကြာဆုံးခြင်းလို့တွေးကြတယ်လူတော်တွေကဒုက္ခနဲ့ပြဿနာကိုကြာဆုံးခြင်းလို့မတွေးဘူးငါအကြီးချင်းနေဖော်ထုတ်ခွင့်ရတာပဲဆိုဒုက္ခကိုပျော်ပျော်ပါးပါးလက်ခံကြတယ်ဒုက္ခကိုပျော်ပျော်ပါးပါးလက်ခံပါ ုက္ခလက်မခံခြင်းလဲရောက်လာမှာပဲလက်ခံခြင်းလဲရောက်လာမှာပဲတွေ့ပြီဆိုလက်သင်သာခံလိုက်တော့ဒုက္ခကိုပမ္မံကံကံအတုံးချအချိန်တန်ရင်အမြင့်တနေရာကိုရောက်ဒါကြောင့်လူတွေကိုပြောလိုက်စမ်းပါပန်းဦးလေးတွေတွေ့တိုင်းတွေ့တိုင်းဘာလို့မင်းတို့စိတ်သက်ကြနေတာတော့တကယ်တော့မင်းတို့ဒုက္ခရောက်နေတာမဟုတ်ဘူးကြော်ချားဖို့အတွက်အခွင့်အလမ်းတွေလို့မြင်ပေးပါဒါတစ ကျွေးပါအိုးလေးပြောတဲ့စကားဒီနေရာမှာကြုံလို့ပြောအောင်မယ်ဗျဒီမှာအလောက်လောက်တာဆိုတော့ကျွန်တော်ပုံလေးဆွဲတာရင်သိကောင်းပါရပါတယ်အခွင့်အလမ်းနဲ့ရုပ်ဆိုတာရှိတယ်နိုင်ငံတကာမှာဒီလိုကုမ္ပဏီတွေမှာအဲ့ဒီနဲ့ရုပ်ကလေးကိုဘာသာပြန်ခိုင်းတယ်အခွင့်အလမ်းနဲ့ရုပ်အဲ့ဒီအရုပ်ကလေးကတတ်တတ်ရရဝှက်ထားတာနက်တိုင်နဲ့ကုတ်နဲ့ဘောင်းမီရှင်နဲ့သူကသူ့ဘဝ ။တသက်ရရကလေးထူးဆန်းတာသူ့မျက်နှာမှာမျက်မှန်အမဲကြီးတတ်တာ။နရွက်ကားကအယုတ်ကအတောင်မှာနှစ်ဖက်ပါသေးတယ်။လက်ထဲမှာထီးတစ်ချောင်းသူပေးထား။နတ်ယုတ်အဲ့ဒီအယုတ်ကလေးကိုဘယ်လိုမြင်တယ်လဲဆိုတော့မေကွန်မေးတယ်။နိုင်ငံတကာမှာဒါအခွင့်လန်းကိုပြောတဲ့အယုတ်ကလေးပဲမင်းတို့ဘာသာပြန်စမ်းကဲကျွန်တော်ဘယ်လိုဘာသာပြန်မလဲ။ ကဲအခွင့်လန်းတဲ့ယုံမှာနေရွက်ကြီးကားတာကျွန်တော်ဘယ်လိုအိပ်ပဲတော့